Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မဲကပောင်သွားထားတဲ့ဟာလေးကို တင်လိုက်ပါတယ်လူရသီတုံးကသွားခဲ့တဲ့ဟာလေးပေါ့နော်အခုမှအတစ်ဖြစ်ပြီးတော့တင်လိုက်တာပါဒါကတော့ရေထိုးတဲ့နေရာနားလေးကဒီမဲကပောင်ဝင်ခါစားနေရာလေးပေါ့နော် လာလို့ဆိုပြီးတော့ခဏလေးရိုက်ခဲလိုက်ပါတယ်။ဟိုဘက်ကတော့စံချောင်းလေးစီးနေတာလေးပါ။ဒီကျွန်တော်တို့သွားခဲ့တော့ကနေရာဒီလေးမလို့နည်းနည်းတော့ရေလေးတော့ရှာမယ်ပေါ့နော်။အဲ့တော့ကမမရရဒီနေလဲစားစားပြီးတော့ဘဲမသွားစရာလည်းမရှိ ပြင်းနေရနဲ့ဆိုပြီးတော့မဲကပောင်ကို နေလဲနေဘူးကြီးတဲ့ရပ်ဖြစ်သွားခဲ့တာပါ ကျွန်တော်တို့သွားခဲ့တော့ကတော့ဒီ low season မလို့နည်းနည်းတော့လူတွေနေပါတယ်။ဒီသူကဆောင်းတွင်းမှာဒီရေပန်းစားပြီးတော့လူအလာများတဲ့နေရာမလို့ပါ။သူကတော့ဒီသွားတဲ့လမ်းလေးတစ်လျှောက်မှာဒီ coffee sign လေးတွေလှလှလေးတွေအလုံးမလေးလောက်ထားတဲ့ရွာလေးပေါ့နော်။ချင်းမှန်ရောက်ရင်ဒီမသွားမဖြစ်ဒီနေရာလေးတစ်ခုပေါ့နော် attraction လေးတစ်ခုပါ အစားတော့ကတော့ဒီစောင်းရဒီမှာတစ်ခါပြန်သွားပြီးတော့တင်တော့မယ်ပေါ့နော်အဲ့လိုလောက်ထားတာကိုမှအခုကကြတော့ဖြတ်ပြေးရမှာလဲနှမျောတာနဲ့မလို့တင်လိုက်တာပါအမတရားဖြစ်ပေါ့နော်အခုကတော့ရောက်နေတာမို့လို့ဒီမဲကပောင်တစ်စုံကိုတွားကြည့်မှာပေါ့နော်ဒီရေတခွန်လဲတက်ကြည့်မယ်ဒီဖျားတွေလဲဝင်ကြည့်ပါမယ်ဘေးမှာတော့ရေစီးတန်လေးတွေကြာနေရပါတယ်သူ့မှာစောက်ထားတဲ့အစာအုပ်လေးတွေလဲလာပါတယ်ဒီတစ်မျိုးတစ် တဖုံလေးထူးဆန်းနေတာပေါ့နော်အဲ့ခါကျတော့ဒီ Instagram ကောင်မလေးတွေတို့လူတွေအကုန်လုံးကတော့ဒီဓာတ်ပုံရိုက်ဖို့လာကြတဲ့နေရာလေးလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ပြီးတော့ဟိုတယ်လိုမျိုးအလိုလှလှလေးတွေညအိပ်ပြီးတော့နေလို့ရမယ့်နေရာလေးတွေလည်းတွေ့ခဲ့ပါသေးတယ်။ ူမဒီမိန်လမ်းမလေးတစ်ခုလေးရှိတာကိုမအဲ့ဒီမိန်လမ်းမကိုဆက်သွားလိုက်တော့တွေ့ကြရတဲ့ဖရာတစုပါဒါတော့ဖရာရဲ့နောက်ကလမ်းလေးမှာရှိတဲ့ဒီစံချောင်းလေးပေါ့နော်အဲ့စံချောင်းလေးကလည်းตายာလို့ခဏရိုက်ခဲလိုက်ပါတယ်စံချောင်းလေးကတော့တော်တော်အေးပြီးတော့ရေတွေလည်းကြည်ပါတယ်နော်။မိုးရသည်သူမဟုတ်ဆောင်းရသည်ဆိုရင်တော့ဒီထက်ပိုပြီးတော့ရေများမယ်ထင်ပါတယ်။ ဒီဇေရီလေးပြီးရင်တော့ဒီလမ်းအဆုံးမှာရှိတဲ့မဲကပောင်ရေကုန်ကိုဆက်ပြီးတော့သွားပါအောင်မယ်ကျူးလေးကိုကြည့်လို့ရတဲ့ coffee sign လေးပေါ့နော်အဲ့ဒီ coffee sign လေးကတော့ဒီ customer only ပဲဝင်ခဲ့ရတာပါ coffee တွေလည်းတိတ်ပြီးတော့ဈေးမကြည့်တာမို့လို့ဒီရောက်တယ်ဆိုရင်တော့ဝင်ပြအောင်ဝင်ခဲ့ပါလို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ် ဒါတော့ဟိုနောက်ဆုံးမှရှိတဲ့မဲကပောင်ရေတကုံမှာဒီရေတကုံကတော့ကျွန်တော်တို့သွားခဲ့တော့ကတော့လွေရသည်ဆိုတော့ဒီလောက်ပဲရေတွေကတော့ရှိရပေါ့နော်ဒါပေမဲ့ရေတွေကတော်တော်ဖွေးပြီးတော့တော်တော်လဲကြည်ပါတယ်နော်ပြီးရင်တော့ရေတကုံကိုဘေးနားလေးကဒီလေကတိလန်လေးတွေကနေပြီးတော့ဆက်ပြီးတော့တက်ကြည့်ပါအောင်မယ်ဒီအပေါ်ဆုံးကိုကိုရောင်းနိုင်တဲ့အထီးလေးပေါ့နော် ျွန်တော်တို့လာတဲ့အချိန်ဒီလူတွေလည်းမရှိတာကောမို့လို့ကျွန်တော်တို့တော့ဒီနေရာလေးထိပဲတက်ပြီးတော့ဒီအကူပြန်တော့မယ်ပေါ့နော်နောက်တစ်ခါ high season ရောက်မှဒီမနက်စောစောထပြီးတော့လာပါဦးမယ်ဒီနေရာတော့ဒီနေ့လယ်နှစ်နာရီလောက်လာခဲ့တာကောမို့လို့အခုတော့ဒီလောက်နဲ့ပဲရက်ခဲလိုက်ပါတယ်ဒါတော့တသမဲကျွန်တော်ထည့်လိုက်တာပေါ့နော် ရောက်ခဲ့ကြအောင် အမတ်တရားအနေနဲ့လေးပေါ့နော် မင်းနဲ့အတိုင်းပဲဒီရေကုန်မှာ လူတွေလည်းမရှိတော့လို့နည်းနည်းလေးကြောက်တာနဲ့ပြန်ခဲ့လိုက်တာပါဒါတော့စင်းနေတော့မှတွေ့ခဲ့ရတဲ့ဒီဘယ်လိုပြောမလဲအဲ့လိုတစ်အကောင်ပေါ့နော်ဒီစကားတွေတို့ဒီကတ်တွန်းကားတွေတို့မှတော့မြင်မှုပါတယ်ဒီကောင်ကလည်းပြန်ခဲ့ပြီးမို့လို့ဒီကျွန်တော်တို့တော့ဒီလမ်းမှာတွေ့တဲ့အဆောက်အဦးလေးနည်းနည်းလေးကို ရိုက်ပြီးတော့ပဲပြန်ပါတော့မယ် နောက်တစ်ခါကျရင်တော့ဒီဆောင်းတွင်းမှာပဲပြန်လာပြင်မယ်လို့တော့ပြန်ပြီးတော့စဉ်းစားထားပါတယ်အဲ့ဒီခါကျရင်တော့နည်းနည်းနွေ့နွေ့ထွေးထွေးနဲ့အလိုမြူတွေပါတယ်ဖြစ်ဖြစ်အုံပြီးတော့စိုင်းနေမယ်ထင်ပါတယ်ဒါလေးကလည်းတောင်ပေါ်ရွာလေးဆိုတော့လေအခုကလည်းဒီကဲပြီးတော့သာပြန်ခဲရတာနေရီယာလည်းတော်တော်ပူသေးရေပေါ့နော်လာတဲ့ highway ကြီးကလည်းပူတာကောဒီတကုံဝတက်ရတာပေါ့မလို့တော်တော်တော့ပင်ပန်းပါတယ် ါကတော့အသွားကလေးကတွေးခဲ့တာပေါ့နော်ဒီအသွားတော့ငါမမိမဆိုးလို့ဆိုပြီးတော့အပြန်မရိုက်ခဲ့လိုက်တာပါနည်းနည်းပါပါလက်လုံးပစ္စည်းလေးတွေလုတ်တဲ့နေရာလေးဖြစ်မဲ့ထင်ပါတယ်အဆုံးထိကြည့်ပေးလို့တူတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲကိုနိုင်ပါနော်ဘိုင်ဘိုင်ပါ